မင်္ဂလာပါရှင် Channel Love ပိုင်မောင်ကနေကြိုဆိုပါရစေ။အရောကဒီညရဲ့ပေါ့နော်။ဒါ reading တူတူလေးတစ်ခုပြုလုပ်ပေးပါမယ်။အဲ့တော့ခေါင်းစဉ်လေးကတော့တိုက်ဆိုင်မှုတွေရှိတိုင်းမှာတဲ့။အဲ့တော့တိုက်ဆိုင်မှုတွေရှိတိုင်းမှာမနှိုးတွေကိုယ်တိုင်လဲပေါ့နော်။မနှိုးဒါချစ်ခင်တဲ့သူတွေကိုတတိယကြတယ်၊ဝန်နေကြတယ်၊ပြုံးကြတယ်၊မျိုးစုံတွေပေါ့နော်ခံစားရတယ်။အဲ့လိုပဲဒါတစ်ဖက်လူကပေါ့ ကိုရည်ရထားတဲ့ဖက်လူကရောတိုက်ဆိုင်မှုတွေကြုံရတိုင်းရှိတိုင်းမှာသူ့ဘောမဖြစ်သွားလဲဆိုတာမွန်းတို့လေ့လာကြည့်ကြမှာဖြစ်ပါတယ်အဲ့တော့အခုဒီမှာ group လေး၃ခုရှိပါတယ်အဲ့တော့ဒါလေးကတော့ group 1အတွက်ဖြစ်ပါတယ်ဒီကတ်ကလေးပေါ့နော်ဒီပုံလေးကတော့ဒါလေးကတော့ group 2အတွက်ဖြစ်ပါတယ် group 2ပါအဲ့တော့ဒီကတ်ကလေးကတော့ group 3အတွက်ဖြစ်ပါတယ် အဲ့တော့အခုပေါ့နော်တိုက်ဆိုင်မှုတွေရှိတိုင်းမှာဆိုတဲ့ဒီ region အတိုလေးကိုမွန်တို့တွေလေ့လာကြည့်ကြမယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး group 1လေးနဲ့မွန်တို့တွေပြုလုပ်ပေးမှာဖြစ်ပါတယ်တိုက်ဆိုင်မှုတွေရှိတိုင်းမှာတဲ့အဲ့တော့မွန်ကလေတစ်ခါတလေကြာရင်တော့အနည်းနဲ့ပေါ့နော်အမှုပညာသွေးပါဟုတ်အဲ့လိုမေးအဲ့လိုလေးတွေစဉ်းစားမိ တော့တိုက်ဆိုင်မှုတွေရှိတိုင်းမှာပေါ့နော်အဲ့တော့တိုက်ဆိုင်မှုတွေရှိတိုင်းမှာသူ့ဘက်ကနေဘာတွေဖြစ်လဲဆိုတာကိုမလို့လေ့လာကြမှာပေါ့အဲ့တော့ဒါ group 1လေးတပတ်လို့ပေါ့နော်တိုက်ဆိုင်မှုတွေရှိတိုင်းမှာသူ့ဘက်ကဘယ်လိုမျိုးဘာတွေဖြစ်သွားလဲတိုက်ဆိုင်မှုတွေရှိတိုင်းမှာသူ့ဘက်ကဘယ်လိုတွေများဖြစ်သွားပါသလဲ တက်ဆိုင်မှုတွေရှိတိုင်းမှာ group one လေးရဲ့တစ်ဖက်လို့ဘာတွေများဘလို့ခံစားသွားရလဲဘာတွေများဖြစ်သွားပါမလဲ and of course တက်ဆိုင်မှုတွေရှိတိုင်းမှာဦးအဲ့ဒီမျိုးရရှိတိုင်းမှာ group 1ရဲ့တစ်ဖက်လူလားဘယ်လိုတွေများထင်ရှားသွားရလဲဘာတွေများ ်ရှိတိုင်းမှာ group 1ရဲ့ဒါတစ်ဖက်လူပေါ့နော်အာ group 1ရဲ့တစ်ဖက်လူကလေအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့နာကြီးစရာမရှိဘူးနာကြီးစရာလုံးဝမရှိဘူးနာကြီးစရာမရှိဘဲနဲ့ तू ကဟိုဘယ်လိုကောင်းမလဲ ဟိုဝမ်းနေသွားတယ်ကြည်ကွဲသွားတယ်ခံစားသွားတယ်ဆိုတဲ့ feeling လည်းမဟုတ်ဘူးအဲ့တော့သူနဲ့ကိုယ်နဲ့ကြားတဲ့အချိန်မှာတခုခုပေါ်တော့အော်လို့ဘယ်လိုကောင်းလဲအမတ်တရားလေးတွေဗာလေးတွေပေါ်တော့အဲ့လိုမျိုးတက်တက်ဆန်ဆန်သွားတွေးလိုက်တဲ့အချိန်မျိုးမှာဆိုရင်အော်ပြုံးလိုက်ပြုံးပြုံးသွားမိတာပေါ့ဒါမျိုးလေးသူနဲ့တော့အဲ့တော့ကြုံမှုတယ်ဒေဒီတချင်းလေးလေးဘလို့ရရှိရမလားဒီချင်းလေးလေးအငယ်တော့အမတ်တရားဘာညာပေါ့ဒီလိုပုံစံမျိုးလေးပဲကိုနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့စိတ်ပေါ့နော်မကောင်းတဲ့စိတ် အဲအဲ့လိုမျိုးနဲ့နာကြီးတာတို့ကိုနဲ့ပတ်သက်ပြီးတော့ဓာကြီးတိုက်ဆိုင်သွားလို့ဟဲ့ဝမ်းနေလိုက်တာတို့အဲ့ဒီလိုမျိုးတော့မဖြစ်ဘူးတပတ်လူရဲ့ energy ကဟိုဘယ်လိုကောင်းလဲအခုအချိန်မှာတော်တော်လေးကိုတော်တော်လေးကိုပေါ့နော်စိတ်ပြက်ပြက်သားသားနဲ့သူ့ဘဝနဲ့သူဟာသူရှေ့ဆက်နေတဲ့အထက်မှာပါတယ်ဒါပေမဲ့နော် group 1လေးနဲ့ပတ်သက်ပြီးတော့လုံးဝလေပေါ်ဒီပေါ်ပြက်နေလေအဲ့လိုမျိုးတော့မဟုတ်ဘူး အဲ့တော့ရေးသားဥကိုမြည်ဘူးရတဲ့ဒီမမေ့ဘူးလို့ပါလို့အဲ့လိုစကားလုံးမျိုးတွေပေါ့လုံးဝသူ့ရဲ့ deep down မှာတော့ group 1လေးနဲ့ပတ်သက်တဲ့ဒါအမတ်တရတွေတော့သူဘယ်တော့မှမေ့မှာမဟုတ်ဘူးမမတ်ရရတော့ရှိနေတယ်ဒါပေမဲ့အဲ့ဒီလိုပဲဘယ်တော့မှလည်းထုတ်ပြမှာမဟုတ်သလိုဒီဟာကြီးကိုငါ group 1လေးကိုလွှမ်းလိုက်တာ group 1လေးနဲ့ကတော့ဘလို့ပဲညာလို့လဲသူ့ဘက်ကပြောမဲ့သူမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့မာနလေးလည်းတော်တော်ကြီးတဲ့အခြေမျိုးလေးလည်းဖြစ်နေမယ်ပေါ့နော်သူ့ပုံစံက ငါရေးဆေးပဲဘာဖြစ်ဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်နေမယ်ပေါ့နော်ဝမ်းနေလိုက်ပါရတော့တော့မရှိဘူးဒါပေမဲ့ group one လေးကိုကွာကြည့်လိုက်ရင် group one လေးကိုဟိုဝမ်းနေပြီးတော့လွမ်းစွနေတဲ့အနေထားတော့မရှိဘူးအာပေါ့ပေါ့ပပန်း energy ထဲမှာဖြစ်နေမယ်ဒါပေမဲ့ရင်ထဲမှာတော့လေးလေးနက်နက် group one လေးရဲ့အကြောင်းတွေကတော့မမေ့မလျော့နေတော့ရှိတယ်ဆိုတာလေးကိုတော့ multi level မှာတွေ့ရပါတယ်အဲ့တော့ group one လေးနဲ့တစ်ဖက်လူပေါ့နော် ာရှေ့မှာဘာတွေဖြစ်လာနိုင်လဲဒီ connection လေးပေါ့နော်အဲ့တော့ ace ပဲဖြစ်ဖြစ်ပေါ့နော်ဒီ connection လေးကရှေ့မှာဘာတွေဖြစ်လာနိုင်လဲ the runner တဲ့ runner in a codependent relationship fear of intimacy listen listening to ego ဆိုတော့အာဒီထဲထဲမှာ group one များပေါ့เนาะ group one များ group one เนี่ยလဲအာဒီ energy မျိုးလဲဖြစ်နေတယ်ပေါ့เนาะဖြစ်နေနိုင်တယ်အဲ့တော့နှစ်ဖက်စလုံးဟာ လွတ်လွတ်ပေါ့ပါဆိုလွတ်လွတ်လပ်လပ်ပေါ့နော်သူလည်းသူ့ဟာလေးနဲ့သူသူ့ဘွားနဲ့သူလွတ်လွတ်လပ်လပ်ကိုလည်းကိုဘွားနဲ့ကိုလွတ်လွတ်လပ်လပ်အာရုံးကန်နေကြတဲ့သူမျိုးတွေဆိုတဲ့ပုံစံလေးကိုတော့မွန်တီတဲ့တဲ့မှာတွေ့ရပါတယ်အဲ့တော့ group one လေးရဲ့တစ်ဖက်လူကပေါ့နော် group one လေးနဲ့ပတ်သက်ပြီးတော့အခုချိန်မှာပေါ့နော်တကယ်လို့ဒီတစ်ခုခုတိုက်တိုက်ဆိုင်ဆိုင်များကြုံလာဆုံလာခဲ့တယ်ဆိုရင်အများသောအဖြစ်ပေါ့နော်အာဗာလေးတွေကိုမမက်ရရဖြစ်လဲဗာလေးတွေများပြောချင်တယ် you are my everything เนี่ยအဲ့တော့ group 1လေးဟာသူ့ဘဝအတွက်အရာရာဖြစ်ခဲ့ပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒါကြောင့်မို့လို့လေသူ့ယဉ်တယ်ရမှာအာအစားစားရရာကိုမှတ်မိနေတာပေါ့နော်အမြင့်တွယ်နေတဲ့ပုံစံမျိုးကိုတွေ့ရတယ် I think we should slow down နဲ့ပေါ့နော်အဲ့တော့ဒီ connection လေးကိုကြည့်ရတာတော့အရန်ဘယ်ဟာဟိုမှလေဟိုဘယ်လိုကောင်းမလဲဝေးကွာနေတဲ့သူတွေဆိုရင်လေပြတ်မလာသေးဘူးလားပြတ်မလာသေးဘူးလားလုံးလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ energy ဟာ အခုအချိန်ကြီးပြန်လာဖို့ကိုမစင်စားဘဲနဲ့ထွက်ပြေးနေတဲ့ energy မျိုးကိုတွေ့တာပေါ့နော်သူဘွားကသူကဟိုဘယ်လိုကောင်းမလဲရေစီးနဲ့သွားနေတဲ့လူမျိုးလို့ပြောလို့ရတာပေါ့နောက်ပြန်လဲမဲ့သူမျိုးတော့မဟုတ်ဘူးသူရဲ့ energy ကလေအဲ့လိုမျိုးတော့တွေ့ရပါတယ်ကိုနဲ့ပတ်သက်ပြီးတော့ကိုကသူ့ပုံမှာရမ်းကောင်းခဲ့တယ်သူ့ကိုပျော်ရွှင်မှုတွေပြေဝပေးခဲ့တယ်ဆိုတာတော့အာသူသိတယ်ပေါ့နော် happiness is my priority တဲ့အဲ့တော့ပျော်ရွှင်မှုကအာငါအတွက်ကိုပေါ့နော်ဒါ နံပါတ်1ပဲအဲ့လိုပုံစံမျိုးလေးတော့တွေ့ရပါတယ် I could be your hero baby တဲ့သူ့ရဲ့ energy ကဟိုဘယ်လိုခေါ်လဲအခုချိန်မှာတော့ဘေဟာကိုမလေဟိုပြောရမယ်ဆိုရင်တိုက်ဆိုင်မှုတွေရှိတဲ့အခါပေါ့နော်တတိတရဖြစ်တဲ့အခါမှာတော့နင်ကအရင်ပျော်ရွှင်စေခဲ့တယ်နင်ကအရင်ပြေဝပြေဆုံးစေခဲ့တယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်နင်နဲ့ငါနဲ့ နင်လည်းအဆင်ပြေတဲ့လမ်းကလည်းအဆင်ပြေတဲ့လမ်းအခုချိန်မှာကိုစီကိုစီရှောင်နေကြပြီအဲ့တော့ပျော်စရာအမတ်တရလေးရင်လည်းပဲငါရှိပါတယ်နင်နဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်တော့ရင်ထဲမှာအမတ်တရကောင်းတွေတော့ကြံ့နေခဲ့ပါတယ်ဒါပေမဲ့ငါဘဝနဲ့ငါရှေ့ဆက်နေပါတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်ရှင်ဒါကတော့ group 1လေးတွေအတွက်ဒီညအတွက် reading လေးဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင် မင်္ဂလာပါရှင် Channel Lab ပါမင်္ဂလာနေ့ပြန်လဲကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ reading လေးကတော့အာဒီညအတွက်ကိုပေါ့နော်ပြုလုပ်ပေးခြင်းနဲ့ short reading လေးကတိုက်ဆိုင်မှုတွေရှိတဲ့အခါအဲ့တော့ဒါ group 2လေးပေါ့နော်ဒီ cat ကလေးကိုရွေးထားတဲ့ group 2လေးအတွက်တိုက်ဆိုင်မှုတွေရှိတဲ့အခါမှာ group 2လေးရဲ့တစ်ဖက်လူကဒါဘလူတွေများစဉ်းစားနေသူရင်နဲ့မှာဘာတွေများခံစားသွားရလဲဆိုတာကိုမလို့တွေလေ့လာကြည့်မှဖြစ်ပါတယ်။တိုက်ဆိုင်မှုတွေရှိတဲ့အခါဆိုတဲ့ဒီ reading လေးမှာ group 2လေးရဲ့ဒါစိတ်ထဲမှာ าชีนี่เลยจะพัลูอาปอเนาะปารีมยาบลูมยาแขนซาตัวยาเลยสุราโอ้บุญเลยเรามาพิปาเลยได้สายมือดีชิโดะค่ะ ได้ใส่มือดชีโดะค่ะ อืมโอเคแล้วถ้าใส่มือดีชีเดะค่ะลูกอ่าดีได้รับ ခြေအနေပေါ့နော် group 2လေးနဲ့တပတ်လူနဲ့အခြေအနေကလေဟိုပြောရရင်တော်တော်ကိုရည်ရွယ်ထားကြတဲ့သူတွေပေါ့အမှလက်တွဲမြဲမယ်လို့ပါလို့အဲ့လိုမျိုးရည်ရွယ်ထားကြတဲ့သူမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဘလောက်ကြာကြာအထိစောင့်မယ်လို့ ဘလောက်အာငါတို့တွေအသက်အာဦးမင်းစီကြီးလက်တွဲမယ်လို့ငါတို့တွေမင်္ဂလာဆောင်မယ်လို့ဘာလို့ပေါ့နော်ငါတို့တွေခိုင်မြဲမယ်လို့အဲ့လိုမျိုးရည်ရွယ်ထားတဲ့သူမျိုးတွေတော်တော်များများပါလိမ့်မယ်ပေါ့နော်သို့ပေမဲ့လည်းသူနဲ့ကိုယ်နဲ့ ending ဖြစ်သွားတဲ့ energy ကိုဒီမှာတော်တော်လေးတွေးရတယ်ပေါ့နော်အဲ့တော့အာသူနဲ့ကိုယ်နဲ့ဒါအကြောင်းမျိုးမျိုးကြောင့်ဝေးကွာသွားတဲ့သူတွေတော်တော်များလိမ့်မယ်ဒါပေမဲ့ တွဲတော့ငါကြတော့အပျော်ပြတ်တွဲခဲ့တာကစားပြီးတွဲခဲ့တာစိတ်စိတ်လှုပ်ရှားပြီးတွဲခဲ့တာမျိုးအဒီမဟုတ်ဘူးပေါ့နော်တကယ်ကိုလေးနက်စွာနဲ့ဒါသဘောကျခဲ့တဲ့လေးလေးနက်နက်နဲ့ရေရှည်အထိသွားကြမယ်လို့ရည်ရွယ်ခဲ့တဲ့သူမျိုးတွေဒါပေမဲ့လမ်းခုလတ်မှာအော်ဘယ်လိုကောင်းလဲနည်းနည်းလေးပေါ့နော်တယောက်နဲ့တယောက်ကြားတဲ့ထဲမှာမရင်ကျက်တဲ့အမှုအရာအနေအထားအချစ်အနေအာဒီ emotional ပေါ့เนาะခံစားစိတ်ခံစားချက်ကိုအရင်ဦးစားပေးပြီးတော့တယောက်နဲ့တယောက်မပြောစင်တာတွေပြောခဲ့တယ်เนาะအဲ့လိုမျိုးတွေပေါ့ဒီလိုဟိုဘယ်လိုကောင်းမလဲတယောက်တယောက်ညှိနှိုင်းရမယ့်အရာမျိုးတွေကိုမညှိနှိုင်းဘူးတစ်ဖက်သက်တစ်စုံထိုးဆုံးဖြတ်သွားတယ်ဒီလိုမျိုး connection တွေအများကြီးအများကြီးရှိတယ်ပေါ့အဲ့တော့သူကတိုက်ဆိုင်မှုတွေတတိယတဲ့ တက်ဆိုင်မှုတွေတွေ့လာတဲ့အခါမှာသူဟာအတိတ်ကကိစ္စတွေကိုအယံတရိရတယ်ပြီးခဲ့တဲ့အရာတွေပေါ်မှာအယံတရိရတယ်အတိတ်ကိုပြန်ပြန်ပြီးတော့ပြန်ပြန်လွမ်းဆွတ်သွားတယ်ပေါ့နော်ဒါမျိုးလေးတွေကိုတော့တွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ energy ကအခုအချိန်မှာဆိုရင်တော့တော်ပါပြီပြီးသွားပါပြီဆိုတဲ့ပုံစံမျိုးလေးကိုတော့မွန်ဒီလေးနဲ့မှတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ duck မတူတဲ့ duck သုံးပေးထားရပါတော့မတူတဲ့ duck သုံးထားပေမဲ့အဲကတ်ချင်ကအတူတူပဲ8 of cups ဒီမှာလဲ8 of cups ပေါ့အဲ့တော့အဲပြောရရင်တော့ double confirmation အနေနဲ့ပေးရမယ်ဆိုရင်တော့ဒီ connection ကြီးလေးကနေမှတော့ तू ကဒါပြီးသွားပြီထွက်သွားပါပြီဆိုတော့ energy မျိုးကိုတော့မဒီထဲထဲမှာတွေ့ရပါတယ်အဲ့တော့ तू နဲ့ကိုယ်နဲ့ကြားတဲ့ထဲမှာဟိုဘယ်လိုပါမလဲဟို ဒီပေါ့နော်ဒီဒီနောက်ပိုင်းမှာဒီတလောလေးစီမှာဟဲ့ပြန်ဆောင်အောင်မနော်စောက်မှာနော်ဘာညာဆိုတဲ့ဟာမျိုးကိုပြောဖို့တော့နည်းနည်းလေးတော့อืมအာဒီ region နဲ့မှာမဖြစ်နိုင်သေးဘူးပေါ့နော်ဒါလေးကိုတော့တွေ့ရပါပဲရှင့် ဘောကတော့တွေ့တာမြင်တာလေးကိုပြောပြပေးတာပေါ့နော်ဒါကတော့ general region ဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းမျိုးတော့ kajian မှာတိုင်မယ်ပြီးတော့ now short region လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အာ energy change အချက်လေးတွေပေါ့နော်အချိန်ပြောင်းလေးတွေကအများကြီးရှိတတ်တယ်ဒါလေးတွေတော့သတိထားပြီးပါပေါ့နော်အဲ့တော့သူနဲ့ကိုရဲ့ energy ပေါ့နော်ရှေ့မှာပါလေးဖြစ်လာနိုင်လေဆိုတာကိုနောက်ထပ် oracle message လေးတစ်ခုနဲ့ဘုံတို့လေးလေးလာကြည့်အောင်ပေါ့နော်အိုးတစ်ခုဆိုပေမဲ့ တစ်ခုဆိုပေမဲ့နှစ်ခုကြရတယ်ပေါ့နော်အဲ့တော့အာ dad ပေါ့နော်ပြောရရင် align people rip ပေါ့နော်အဲ့တော့อืมဒီမှာလေးမွန်ဒီတဲ့မှာပါခံစားရလဲဆိုတော့အရန်ခံစားနေရတဲ့ group အာတူးလေးတွေပေါ့နော်အရန်ခံစားနေရတဲ့ဒီ connection နဲ့ပတ်သက်ပြီးတော့အရန်ကိုပြိုလဲနေတဲ့သူမျိုးလေးတွေဆိုရင်တော့ဒီ ဒီ energy ကနေမှလေပြန်ပြီးတော့ note ထားတဲ့မှာပြီတဲ့ပြန်ပြီးတော့ဒီမှာလေ RIP ဆိုတဲ့ card နဲ့ hammer ဆိုတဲ့ card ကအတူတူလူမျိုးလေးလာပြီးတော့ကြာတယ်မောကတစ်ခက်ပဲယူလာဒါပေမဲ့ तू ကတူတူလာကြလို့မောနှစ်ကက်လုံးယူလိုက်တယ်ပေါ့နော်ဒါပေမဲ့နှစ်ကက်လုံးယူလိုက်တဲ့အတွက်ကြောင့်နှစ်ကက်လုံးကြလာတဲ့အတွက်ကြောင့်မို့လဲမောကကျေးဇူးတင်တာပေါ့နော်။သူကဒီတိုင်းဒီဒီနေ့ energy ကလေဒီတိုင်းပဲ ဲ့ပြီးပြီနော်သူပြီးသွားပြီသွားမမျော်လင့်နေတော့အဲ့ဒီလိုမျိုးသူကမပြောဘူးမပြောဘဲနဲ့ဟုတ်တယ်ဒီ connection ကတော့ဒါပြီးသွားပြီဒါပေမဲ့လေဘဝကြီးဆုံးသွားတာမဟုတ်ဘူးနော် rebate တဲ့ rebate တဲ့ပြန်လဲတိဆောက်ခြင်းဆိုတဲ့ energy ကိုမောဒီထဲထဲမှာတွေ့ရပါတယ်အဲ့တော့သူနဲ့ကိုယ်နဲ့ဂျာလဲထဲမှာရှိတဲ့ connection တစ်ခုပဲဖြစ်ဖြစ် ဝေကျွေးတစ်ခုပဲဖြစ်ဖြစ်တော့လုံးဝပြတ်တောက်သွားပြီးလုံးဝပြီးသွားပြီးဒါပေမဲ့ကိုဘွားကိုဒီထဲမှာဇက်အမျောကြီးမထားပါနဲ့ပြန်တီဆောက်ပါတဲ့ဒါလေးကိုတွေ့ရတယ်သူနဲ့လည်းကိုနဲ့ကတရားမှာအန်တင်ဖြစ်သွားပြီးကိုလည်း0ကနေပြန်စားမယ်အဲ့တော့အဲ့0ကနေပြန်စားတဲ့အချိန်မှာတော့သူကလည်းအစ်အနေနဲ့မေဘီပေါ့ဖြစ်ကောင်းဖြစ်လာနိုင်မှာပေါ့ ဟုတ်တယ်မလားဆိုတော့တေးကြတာတစ်ခုကတော့တန်တရာဝကြွေးတစ်ခုကတော့ပြီးသွားပြီဆိုတဲ့ပုံစံလေးကိုတွေ့ရပါတယ်ရှင်ဆိုတော့ okay တိုက်ဆိုင်မှုတွေရှိတဲ့အခါမှာသူ့ဘက်ကဒါလေးပေါ့နော်ဘယ်လိုမျိုးလေးတွေသတိရပြီးပါလိပြောချင်တယ်လတ်မီတဲ့ငါ့ကိုချစ်ပေးပါတဲ့ you are right တဲ့မင်းမှန်ပါတယ်တဲ့ I want a fresh start with you. ဟာနည်းနည်းလေး feeling ရတမျိုးလေးဖြစ်သွားတယ်။မပြောပြမယ်။လက်တလောကမှာ break up ဖြစ်တာတဲ့သူများဆိုရင်တော့ပြန်လာဖို့ကြာအောင်မယ်။ကိုဟာနဲ့ကိုကိုဘွားလေးနဲ့ကိုပြန်ပြီးတော့ပြန်ရက်တည်နိုင်အောင်ကြိုးစားပါ။ပြန်လာဖို့ကြာအောင်မယ်။ တော်တော်ကြာကြာ break up ဖြစ်ထားပြီးပြီသူကလည်းသူဘွားနဲ့သူ move on နေပြီကိုကလည်းကိုဘွားနဲ့ကို move on နေပြီရံဖန်ရံခါမှာတတိယလို reading မျိုးကိုဝင်ကြည့်လိုက်တယ်။အော်သူအဆင်ပြေနေလားသူနေကောင်းရလားသူဘသူနဲ့လဲသူဘာလေးလုပ်နေလဲဒါမျိုးလေးတွေကိုဝင်ကြည့်မိတယ်ပေါ့အဲ့ဒီလိုမျိုး energy မျိုးဆိုရင်အဲ့ဒီလူကကိုကိုတိုက်ဆိုင်မှုတွေရှိတိုင်းမှာဟာငါသူနဲ့ပြန်ပြီးတော့ဆက်သွယ်လိုက်ရင်ကောင်းမလားမသိဘူးဆိုတဲ့ feeling မျိုးဖြစ်နေတာ new beginnings တို့ rebuilding လို့အဲ့ဒီ energy မျိုးသူ့မှာဖြစ်တယ်ထွက်သွားတာကြာပြီဆိုတဲ့သူလေးတွေအတွက်ကိုပြောတာပါထွက်သွားတာပြီးသွားတဲ့ connection တော်တော်ကြာသွားပြီသူနဲ့ကလည်းပြီးသွားပြီသူနဲ့ကတခန့်ရက်သွားပြီငါလည်း move on သွားပြီဆိုတဲ့သူမျိုးလေးတွေကိုပြောတာပါလက်တလုံးကနေမှ move on လက်တလုံးကနေမှ break up ဖြစ်ထားတယ်တိတ်မကြသေးဘူးဖြစ်လူဖြစ်ချင်းပေါ့နော်အဲ့ဒီလိုမျိုး energy ဆိုရင်တော့နည်းနည်းကြအောင်မယ်ချက်ချင်းပြန်မလာဘူးဒါကိုပြောချင်တယ်ပေါ့နော် yeah ဲ့ဒီအခြေအနေလေးနှစ်ခုရှိပါတယ်ရှင်ဒါအချိန်ဟိုဟာပေါ့အချိန်ကာလပုံမှာမူတည်ပြီးတော့ပေါ့နော်ဒါလေးကိုတော့ပြောပြပေးချင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆစအဆင်ပြေကြပါစေရှင်မင်္ဂလာပါရှင်ရှယ်လပါမင်္ဂလာနေ့ပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ညရဲ့ပေါ့နော်။အဲရှော့ရီတန်လေးကတော့တိုက်ဆိုင်မှုတွေရှိတဲ့အခါတဲ့ဒီနေ့ကောင်းစင်လေးရတော့ အဲ့တော့တိုက်ဆိုင်မှုတွေရှိတဲ့အခါ group 3လေးတွေအတွက်ဖြစ်ပါတယ်။အဲ့တော့ group 3တိုက်ဆိုင်မှုတွေရှိတဲ့အခါသူ့ဘက်မှာဘယ်လို energy မျိုးတွေကိုယ့်ဘက်မှာဖြစ်လာလဲဆိုတာကိုကြည့်ရအောင်နော်။တိုက်ဆိုင်မှုတွေရှိတဲ့အခါသူ့ဘက်မှာဘလိုမျိုးသော energy တွေဝင်လာတတ်ပါလဲကိုလိုတတ်တတ်ပြီးတော့တိုက်ဆိုင်မှု တိုက်ဆိုင်မှုတွေရှိတဲ့အခါသူ့ဘက်မှာဘလို့ energy မျိုးတွေပေါ်လာလဲဆိုတော့သူကသူ့ရွေးချယ်မှုပေါ့နော်သူ့ရဲ့ရွေးချယ်မှုမှားတယ်လို့ပြောလို့ရတာပေါ့ကိုကိုထားမိခဲ့တာထားပစ်ခဲ့မိတာပဲဖြစ်ဖြစ်အတွေးတွေလုံးပြီးတော့ပေါ့နော်မကောင်းတာတွေကြီးပဲတွေးပြီးတော့အဲ့လိုမျိုးတွေပေါ့ကိုစီကနေထွက်သွားတာအဲ့လိုအဲ့ဒီလိုမျိုးပေါ့နော်အခုတိုက်ဆိုင်မှုရှိတဲ့အချိန်တခုလည်းမဟုတ်ဘူးသူ့ဘဝမှာပင်ပန်းတဲ့အခါတိုင်းမှာကိုကိုသတိရတာ ဲ့တော့သူ့ဘွားမှာသူရမ်းပင်မဲ့တဲ့အခါသူ့ဘွားမှာအတုံးစရာပြတ်သွားတဲ့အခါသူ့ဘွားမှာလိုအပ်ချက်တွေများလာတဲ့အခါသူ့ပင်မဲ့တဲ့အခါကျရင်ကိုယ်တတိယရတယ်မသိရင်ကိုကလေဟိုဟာနတ်စမလိုလိုဘာလိုလိုပေါ့နော်ကက်တင်ရှင်လိုလိုဘာလိုလို energy မျိုးဒီထဲထဲမှာကိုရဲ့မြင့်တာတွေကသူ့အပေါ်မှာအရန်ကိုပြပြဝါရှိခဲ့ပေးတယ်ပေါ့နော်အဲ့တော့သူလိုအပ်တာဘာလေးပဲလိုလိုကိုဘက်ကနေဖြည့်ဆည်းပေးခဲ့တဲ့သူမျိုးတွေတော်တော်များများပေါ့နော်အဲ့တော့ တိုက်ဆိုင်မှုရှိမှာမဟုတ်ဘူးသူပြင်းမှန်းလဲကိုယ်တတိယရတယ်သူအစင်မပြေလဲကိုယ်တတိယရတယ်သူတုံးစရာပြတ်သွားလဲကိုယ့်ကိုယ်တတိယရတယ်အဲ့တော့တိုက်ဆိုင်မှုတွေရှိရင်တော့လဲပို့ဆိုးတာပေါ့နော်အဲ့ energy ပါအဲ့တော့ group တတိယတော့ရှင်းရှင်းလင်းလင်းကိုကွက်ကွက်ကွဲကွဲမယ်ပေါ့နော် okay အဲ့တော့သူနဲ့ကိုယ်နဲ့အင်ဂျီရှိမှာပါလေဖြစ်နေပါလေ။ Home tree တဲ့ stability security performance growth endurance flexibility အဲ့တော့သူနဲ့ကိုယ်နဲ့ဂျာနယ်ထဲမှာလေဒီ group 3ရဲ့ energy ပေါ့နော် group 3ရဲ့ energy ကတော့လေမေတ္တာတရားကြီးမားသူကြီးပေါ့ကိုဘကနေလေးပြပြဝါဖြည့်စီပေးခဲ့တယ်ငါမဘာမှနောင်တရစရာမရှိဘူးငါဘကအမြဲတမ်းငါဒီအတိုင်းလေးပဲငါကတော့ရက်နေမှာပဲငါလိုက်လည်းမလိုက်ဘူးပြေးလည်းမပြေးဘူးငါဒီအတိုင်းလေးပဲရှိနေမှာနင်းပြန်လာလေ ငါကဒီတိုင်းလေးပဲရှိနေမှာဆိုတဲ့သူမျိုးတွေပေါ့အဲ့တော့ဂရုတရီကအယံကိုတည်ငိမ့်နေဂရုတရီကိုတစ်ဖက်လူကဟိုအယံမမော်ရဲပေါ့နော်အယံကိုမောင်းတာဖြစ်တယ်ဒါပေမဲ့သူ့မှာ action မပါဘူး action မပါဘူးပေါ့နော်အဲ့တော့နည်းနည်းလေးတော့ e set တဲ့ energy မျိုးလေးကိုတော့တွေ့ရတယ်အာ တတိယနဲ့တိုက်ဆိုင်မှုတွေရှိတဲ့အခါတတိယနဲ့ဆိုတဲ့အရာကိုပို့ပြီးတော့မြင်ရတယ်။မွန်တီထဲမှာဗာခံစားရလဲဆိုတော့ group 3တော်တော်များများကအာဘယ်လိုကောင်းလဲပေးပေးကန်ပေးကန်ရက်ရောသူများပေါ့နော်။အဲ့ဒီ energy ကိုတော်တော်လေးတွေ့ရတယ်။ချစ်ပေးတယ်ပေါ့နော်မြေတားလေးထားပေးတယ်လိုအပ်ချက်တွေဖြည့်ဆည်းပေးတယ်အရာရာပြည့်စုံစေတယ်အမလီအရန်အရန်အရန်ကောင်းတဲ့သူတွေပေါ့နော် အဲ့လိုအဲ့လိုမျိုးဆိုတော့သူ့မှာနောင်တာမကြံဘူးလေသူကဖြည့်ဆည်းပေးခဲ့တဲ့သူကိုဟိုကယူခဲ့တဲ့သူရခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အခုအချိန်မှာသူကချွတ်ချုံကြသွားပြီလေမရှိတော့ဘူးဆိုတော့အဲ့ဒီ energy မျိုးကိုတွေ့ရပါတယ်အဲ့တော့တိုက်ဆိုင်မှုတွေရှိတဲ့အခါမှာ group 3လေးရဲ့တစ်ဖက်လူက group 3လေးကိုဘာတွေများပြောချင်နေလဲ I worry about us a lot အဲ့တော့ငါမင်းနဲ့ပတ်သက်ပြီးတော့ဒါငါငါတို့ပေါ့နော်ငါတို့ရဲ့အနာဂတ်တွေနဲ့ပတ်သက်ပြီးတော့ငါစိုးရိမ်မိတာတွေတော့အများကြီးပဲ reach out တဲ့ hmm I am manifesting you စုပဲတောင်းနေတဲ့လူမျိုးပေါ့နော်သူကလေစုတွေတောင်းနေငါနဲ့သူနဲ့ပြန်အဆင်ပြေပါစေလို့ပါလို့ပေါ့နော်စုတွေတောင်းတဲ့သူမျိုးပေါ့မွန်တီထဲထဲမှာတချို့တွေပေါ့နော်အတူတူရှိတဲ့သူလေးတွေ အာသူ့ရဲ့ energy ကလေဝင်လိုက်ထွက်လိုက် energy မျိုးကိုတွေ့တယ်။ဝင်ရမလို့လို့ထွက်ရမလို့လို့အဆင်ပြေတာလို့လို့မပြေတာလို့လို့နဲ့ပေါ့နော်။သူကလေအဇန်း pressure တန်း pressure အရန်ယူတတ်တဲ့သူမျိုးပေါ့နော်။ဒါမျိုးလေးကိုတွေ့တယ်။ group 3လေးရှိနေလို့ဒါသူ့ဘက်မှာနည်းနည်းအဆင်ပြေနေတာ။ group 3မရှိလို့ကတော့သူကတော့သွားပြီ။အဲအဲ့ဒီလိုလူမျိုးပေါ့နော်။ဒါလေးကိုတော့တွေ့ရတယ်။နောက်ထပ်တစ်ခုကကျတော့ group 3နဲ့သူနဲ့ energy ထဲထဲမှာ အာတခြားပေါ့နော်တခြားသောဒါအရေးချင်းပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်ပိုင်ဆိုင်မှုပိုင်းဆိုင်ရာအနေထားတွေဘာတွေမှာဟာလိမ့်မယ်အနေထားမျိုးကိုတွေ့တယ်တဖက်လူနဲ့ဂရုတရီလေးနဲ့အနေထားကနည်းနည်းလေးပေါ့နော်အာအာအတရွေအဖြစ်တော်၎င်းပိုင်ဆိုင်မှုအဆင့်အတန်းအနေအထိုင်းအနေအထားဓာရီအဖြစ်တော်၎င်းပေါ့နော်နည်းနည်းလေးဟတဲ့ပုံစံမျိုးလေးတွေထဲမှာရှိတယ်အ အရင်ကြီးတော့သူဟိုဘယ်လိုကောင်လဲအရှိန်နေပေါ့နော်အဲ့ဒီပုံစံမျိုးလေးထဲမှာခံစားရတယ်ဒါတော့အတူတူရှိတဲ့သူလေးတွေပေါ့ဝေးကွာနေတဲ့သူလေးတွေဆိုရင်တော့တစ်ဖက်လူကသူကစုပဲတောင်းတတ်တဲ့သူမျိုးပေါ့နော်အရင်ကြီး action မယူတတ်တဲ့သူမျိုး action ယူအော်ဘယ်လိုကောင်လဲအဲဒီနေ့ဒီနေ့ထားပြီးတော့စူးစမ်းမယ်လုံလိုက်နောက်နေ့ကျရင်ငြိမ်သွားလာအဲ့ဒီလူမျိုးလူမျိုးလေးပေါ့နော်ဒါမျိုးလေးကိုတွေ့ရပါတယ်ရှင်အဲ့တော့ဒါ group 3ရဲ့ တပတ်လူကတဆိုင်မှုတွေရှိတဲ့အခါမှာ group 3လေးရဲ့မြစ်တာတွေကိုအရင်ပြန်ပြီးတော့တန်းတာနေပါတယ်ဆိုတဲ့အလေးကိုတော့ဝင်တွေ့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်အဆောဆောင်ပြပါစေရှင် good night ပါရှင်